ပတ်ဒေးမစ္စတာပရက်စီဒန့်လို့ဘသူပြောခဲ့တာလဲဒါဟာအမေရိကန်နိုင်ငံရေးနဲ့ဖော့ပြင်းခြင်းမှုတမိုင်းမှာအမှန်ရစရာအကောင်းဆုံးဖြောပြမှုတွေတဲကတခုမလို့သိတဲ့လူတွေကတော့သိကြလိမ့်မယ်ထင်တယ်ဒီဖြော်ပြပွဲဟာသမရဂျွန်အက်ဖ်ကနေဒီနဲ့မင်းသမီးမာရီလင်မိုရိုရဲ့တိတ်တိတ်ပိုးဆက်ဆံရေးကောလာဟာလာတွေကိုပိုခိုင်မှာဈေးခဲ့တဲ့ပွဲ။ကဲအဲဒီတော့ကမွေးနေ့ပွဲကိုပြောင်းပြင်းကြည့်ရအောင်။ အဲ့ဒီနေ့ကဂျွန်ဖ်ကနေဒီရဲ့55နှစ်ပြည့်မွေးနေ့မတိုင်ခင်ဆက်ရက်အလို1962ခုနှစ်မေလ19ရက်နေ့ဒီမိုကရက်တစ်ပါတီအတွက်ရန်မုံငွေပွဲလဲဖြစ်သလိုတမရကနေဒီအတွက်မွေးနေ့အကြိုဂုံပြုပွဲလဲဖြစ်တယ်နယူးယောက်စီးတီးမှာရှိတဲ့ Madison Square Garden မှာကျင်းပတာဆယ်လီဆိုတဲ့နာမည်ကြီးအမှုပညာရှင်တွေပါဝင် လူတစ်သောင်းခွဲကျော်အဲ့ဒီပွဲကိုတက်ကြတယ်အဲ့ဒီပွဲကို Marilyn Monroe က အသားရောင်ကိုချက်ဝတ်စုံနဲ့တက်ခဲ့တယ်။စိန်ပွင့်6000ကျော်နဲ့လက်ချုပ်ချုပ်ထားတဲ့ဝတ်စုံဆိုပဲ။အင်ဂျီကအသားရောင်အသားကပါလုံတော့မီးအောင်အောင်မှာမွန်ရိုဟာအဝတ်ပါရဲ့လားလို့တောင်ထင်ရစေတယ်။နောက်ပြီးသူဟာတခြားဖျော်ပြေသူတွေထက် နောက်ကျပြီးမှစင်မော်ကိုရောက်လာခဲ့တယ်။ Mr. President, the late Marilyn Monroe. ံမှန်ဆိုရမယ် Happy Birthday to you စာသားနေရာမှာမွန်ရိုးက Happy Birthday Mr. President ဆိုပြီးပြောင်းဆိုခဲ့တယ်။ဒါကသိပြီးထူးခြားတဲ့ကိစ္စတော့မဟုတ်ဘူး။ထူးခြားတာကမွန်ရိုးရဲ့အတန်ဟန်မဟာရမတန်ပါနေတဲ့ပုံစံပေါက်နေတော့သမရနဲ့သူ့ရဲ့ခြားကပုံကိုယ်ကြီးပတ်သက်မှုကို လူဝန်အလဲထုတ်ပြလိုက်သလိုဖြစ်နေခဲ့တယ်။တချင်အဆုံးတက်မှလည်းမွန်ရိုးက JF ကနေဒီရဲ့နိုင်ငံရေးအလုပ်တွေကိုချီးကျူးတဲ့သချင်းစာသားတွေဖြည့်ပြီးဆိုပြလိုက်သေးတယ်။မွန်ရိုးဖြော်ပြလို့လည်းပြီးတော့ကနေဒီကစတိတ်စင်ဘောကိုတက်လာပြီးဟာသားလို့ပြောလိုက်တဲ့စကားကပိုသိသာသွားစေတယ်။ကနေဒီဘာပြောလိုက်တယ်လဲဆိုတော့ဒီလိုနဝင်ချိုးတဲ့အတန်ကြားရပြီးပြီဆိုတော့ကျွန်တော်နိုင်ငံရေးနယ်ပယ်ကနေအနားယူလို့ရပါပြီတဲ့ Miss Carol who was going to come and to Miss Monroe left a picture to come all the way east and I can now retire from politics after having had a happy birthday sung to me in such a sweet ဒီပွဲကိုသမရကတော့ဂျက်ကလင်ကနေဒီမတက်ခဲ့ပါဘူးဒီပွဲဟာမာရင်လင်မိုးရိုးရဲ့နောက်ဆုံးအထင်ကရလူလူရှင်မှောင်ဖျော်ဖြေပွဲတွေကတခုဖြစ်ခဲ့တယ်မိုရိုဟာအဲ့ဒီပွဲအပြီး၃လတောင်မကြာလိုက်ပဲ1962ခုနှစ်အောက်ဂုလ၄ရက်နေ့မှာမူးယစ်စေဝအသုံးလို့မိကွယ်လွန်သွားတယ်။ မွန်ရိုးရဲ့တီဆိုဟန်ဟာသမရနဲ့ဘာလိုလိုဆိုတဲ့ကောလာဟလာတွေကိုလူရှိအတီးပြုတ်လိုက်သလိုဖြစ်သွားစေတယ်။အဲဒီပွဲဟာဟောလိဝုဒ်ရဲ့အထင်ကရမင်းသမီးတဦးနဲ့အမေရိကန်ရဲ့လူကြိုက်အများဆုံးသမရတအူတို့ရဲ့ပါစင်နဲ့ဆက်ဆံရေးကိုခြားပြလက်ရုံနဲ့မကဘဲမွန်ရိုးရဲ့ဝမ်းနည်းစရာအကောင်းဆုံးအခိုက်အတန့်တစ်ခုအဖြစ်နဲ့သမိုင်းတွင်ကျန်ရစ်ခဲ့တယ်။ မာရီလင်မွန်ရိုးရုတ်တရက်ကွယ်လွန်တဲ့တဲ့ဟာဒီနေ့အချိန်ထိအငင်းပွားစရာဖြစ်နေတယ်။လေဝမှုတွေနဲ့ပြည့်ခဲ့တယ်။1962ခုနှစ်အောက်တိုဘာ၄ရက်နေ့ညပိုင်းဒါမှမဟုတ်အောက်တိုဘာ၅ရက်နေ့မနက်အစောပိုင်းမှာသူသေးတာလို့ယူဆရတယ်။အသက်က36နှစ်ပဲရှိသေးတာ။လော်အန်ဂျလိစ်မှာရှိတဲ့အိမ်မှာပဲဆုံးတာ။ကွယ်လွန်တဲ့အကြောင်းရင်းကအိတ်ဆေးအလွန်အကျွံတုံးတာ။ဒီတော့ဆူဆိုက်လုပ်တာဖြစ်နိုင်တယ်လို့သတ်မှတ်လိုက်ကြတယ်။ ်အောက်ဘူလာလျင်းနေညမှာမွန်ရိုးရဲ့အင်ကူယူနစ်စ်မာရင်းကမွန်ရိုးရဲ့အခန်းတကားကပိတ်တော်ထားတယ်မြည်လဲနေနေတယ်ဒါပေမဲ့အခန်းထဲကနေဘာတုတ်ပြတ်မှုမှမရှိလို့ဆိုပြီးဆိုရင်ပြီးတော့မွန်ရိုးရဲ့ဆက်ရောဂါကိုဆရာဝန်ကို အကြောင်းကြားခဲ့တယ်ဆရာဝန်ကနှုတ်နေမနက်၃နာရီခွဲလောက်မှဗလင်းမောင်ကနေ အခန်းထဲကိုဝင်ကြည့်တော့မှမွန်ရိုးအသက်မရှိတော့တာကိုတွေ့ခဲ့ရတယ်ကနေမှမှောက်လျက်နဲ့လက်ထဲမှာလည်းတယ်လီဖုန်းကင်ထားတယ် ဆူဆိုက်လုပ်တာဟုတ်ချင်မှဟုတ်မယ်။မွန်ရိုးအသက်ခံရတာလို့ယူဆမှုတွေလည်းအခုထိရှိနေတော့မှာပဲ။တမရမိသားစုနဲ့ဆက်ဆက်မယ်ဆိုတဲ့တန်ရာတွေလည်းရှိခဲ့တယ်။မွန်ရိုးဟာတမရဂျိုအက်ကနေဒီနဲ့ရောသူ့ရဲ့ညီရှင်နေကြောင်းရောဘတ်ဘော်ဘီကနေဒီနဲ့ရောရင်းနှီးတယ်။ကနေဒီမိသားစုရဲ့နိုင်ငံရေးလျှော့ဝှက်ချက်တွေကိုမွန်ရိုးကတည်သွားလို့ကနေဒီမိသားစုဒါမှမဟုတ်သူတို့နဲ့နှိစက်သူတွေကမွန်ရိုးကိုတက်လိုက်တာဆိုတဲ့အထင်တွေလည်းရှိခဲ့တယ်။နောက်ကောလာဟာလာတစ်ခုက ကနေဒီအရှုပ်တော်ပုံကိုမှတ်တမ်းတင်ထားတဲ့အနီရောင်ဒယာရီဆိုတဲ့စာအုပ်ကပျောက်သွားပြီလို့ပြောကြတယ်။မူရိုဟာအေးစင်မီကိုအလွန်ကြုံတွန်းခဲ့တယ်လို့ကောက်ချက်ချခဲ့ပေမဲ့သူ့ရဲ့အဆိုင်ထဲမှာဆေးအကျဉ်းအကျံတွေမတွေ့ရတာမျိုးဆေးထိုးအရာတွေမတွေ့ရတာမျိုးဒါတွေကလည်းတန်တရာတိုးစီခဲ့တယ်။မူရိုရဲ့အလောင်းကိုအရင်ဆုံးတွေ့ခဲ့တဲ့အေဂူကနောက်ပိုင်းနှစ်တွေမှာထွက်ဆိုချက်တွေပြောင်းလာတော့လူတွေရဲ့တန်တရာကတိုးပြီးရင်တိုးလာရော အဲကိုဟာမော်ရိုကွယ်လွန်ခဲ့တဲ့ညနေပိုင်းမှာသမရရဲ့ညီရောဘတ်ကနေဒီအိမ်ကိုတွားခဲ့တဲ့ကိစ္စအစပိုင်းမှာဝန်ခံခဲ့ဘူးနောက်တော့မှဝန်ခံလိုက်တာမာရီလင်မော်ရိုကွယ်လွန်မှုဟာတကမ္ဘာလုံးကိုတုံ့ဟုတ်စေခဲ့တယ်။သူအိမ်အောင်30ကျားခဲ့တဲ့အထင်းကဒုတိယအိမ်အောင်ဘက်ကသူ့ရဲ့စာပနာကိုစီစဉ်ပေးခဲ့တာမြေပေါင်းများစွာအထင်းအဲ့ဒီယောက်ျားကပဲမော်ရိုရဲ့အုပ်ကူကိုပန်းတွင်ပို့ပေးခဲ့တာဖြစ်ပါတယ်။